ဲမှာမှာဦးလေးတို့ကသဘင်ကိုထည့်ချစ်သွားတယ်အပုံစံအဲ့လေပေါ့အဲ့ဒီပုံစံမျိုးကိုအချက်မြင်ရမှာပေါ့သဘင်ကိုလည်းသဘင်ကမမြင်ရတော့ဘူးဦးလေးတို့ကအထဲမှာထည့်လိုက်အထဲမှာထည့်ပြီးတော့ကျင့်လိုက်ဘောပါနိုင်ငံရဲ့လူတွေပို့ပြီးတော့စိတ်ဝင်စားတယ်။ဘာလို့လဲဆိုတော့သူတို့ကဦးလေးတို့ဟိုစက်ကျစ်တာတို့ဘာလို့လဲဆိုင်ရင်ဦးလေးကလက်နဲ့ထိုးတဲ့လူကိုပို့ပြီးတော့သူကသဘောကျတယ်။ဘာလို့လဲဆိုတော့လက်နဲ့ဆိုတာလက်ဖို့ကတော်တတ်မလွယ်ဘူးလေ နည်းနည်းပေါ့နော်လွယ်ခက်တာပေါ့အဲ့ဒါသူတို့ရှေ့မှာထိုးပြရင်သူတို့ကအဲ့ဒါဆိုရင်ဦးလေးတို့ရှေ့မှာအဲသူတို့ယူတယ်တခွန်းတခွန်းမဟုတ်20 25ခွက်ခွက်20 30အဲ့လိုယူတယ်အဲ့လိုအားပြည့်တယ် စောင့်ဝင်နေလေးလည်းပါတာပေါ့အဓိကဦးလေးတို့ကြိုးထုတ်ရတဲ့အလုပ်ကသူကဟိုစိတ်လဲရှည်ရမယ်ဝါဇနာလဲပါအဲ့ဒါမှဒီလုပ်ငန်းလုပ်လို့ရမှာလေဘာလို့တချို့ကြတော့ကြိုးထိုးတယ်ဆိုတော့စိတ်မရှိလို့ဝါဇနာအရာနဲတယ်ဆိုရင်ရေရှည်ကြတော့မရဘူးဘာလို့သူကကြိုးထိုးတယ်ဆိုတော့ကြိုးကအလူစိတ်လောက်ရတာဒီကြိုးတစ်ခုရဖို့အတွက်ကိုဦးလေးတို့မှလည်းဟိုရိုးလွယ်တဲ့ခွေးတော့လွယ်လွယ်ကူထိုးရတဲ့ခွေးတော့ဦးလေးတို့7မိနစ်တော့ထိုးရတယ် ချိုးချိုးလေးဆို45မိနစ်ချိုးချိုးလေးဒီဇိုင်းရှုပ်တဲ့ဟာလေးတူတာပြပါဘူးဒေယ်လေးချင်းအထိကကတော့ကြာတာတော့ဒီလိုဆွဲချိုးအဲ့ဒါဆိုရင်ဦးလေးတို့45မိနစ်လောက်ချိန်ရတယ်မိနစ်40 45မိနစ်လောက်ချိန်တချို့ဒီမှာမရှိနေတာဆိုရင်ဦးလေးတို့တဏ္ဍာရီလောက်ချိန်ရကျိုးချိန်ရတဏ္ဍာရီလောက်တော့ကြာတယ်ဒီတော့ဒီအစိတ်တဲ့ဟာလေးအလူစိတ်လောက်ရတော့သူကဒီလိုအချင်းနဲ့ထိုးရင်တော့ဦးလေးတို့လွယ်ကူပေမဲ့ဒီလိုအသေးတွေပါနေနဲ့ထိုးရတဲ့အခါကျတော့ခက်ခဲသွားတာ။ ဲ့လိုမျိုးဟာဟာမေးဘူးလောက်တူတူလည်းနေပဲတော့အဲအဲ့ဒါကြတော့ဦးလေးတို့ဒီလိုအပေါက်သေးတာကြတော့ကျိုးသေးနဲ့ပေါ့နော်အစင်ပြေတဲ့ကနေထိုးပြီးတော့မှဦးလေးတို့ကျိုးကြီးနဲ့ပြန်ကျင့်ရတာတွေပါလဲရှိတယ်အဲ့ဒါတော့ဦးလေးအဲ့အရင်တော့ကြတော့အဲ့ရွှေခေါင်းတော့လည်းပဲဆိုင်ရှိမှာဦးလေးကကိုယ်ကဖွင့်တာဦးလေးက2015ကြတော့မှအဲ့စပင်နဲ့ကျစ်တာနမကြီးဝင်ဟိုတဲ့ပေါ့နော်တော်တော်လေးလူသိများသွားတာလူသိများပြီးတော့အဲ့မှာဦးလေးတို့တော်တော်ထိုးလိုက်ရတယ် ူလေးပြောရရင်တော့လူလေး900ယောက်တော့ဝိုင်းထိုးရတာပေါ့နော်အဲ့မှာလူတိများသွားပြီးတော့နောက်ပိုင်းမှာအဲ့ဦးလေးလက်ဒီကိုရောက်ဖြစ်သွားတော့ပေါ့ရောက်ပြီးတော့ဒီမှာပဲလုံးပြွားသွားတော့ပေါ့အရင်ကကြတော့ဦးလေးကအိမ်မှာအော်ရာဂျိုးတွေပါပဲထိုးတာဒီလိုဒီနေရာဦးလေးလိုက်မလားအဲ့ဒါကြတော့အဲ့ဒါကြတော့ဦးလေးတို့ဒီမှာထိုးတာမနိုင်လို့အဲ့ဘယ်လိုလုပ်ရသပင်းလေးတွေဖြတ်ပြီးတော့အိတ်လေးတွေလည်းထည့်ထည့်ပြီးတော့အိမ်ကိုဂျိုးရတယ် အိမ်ရောက်တော့ရင်လည်းဦးလေးတို့မနာဘူးထိုးပြီးတော့နောက်နေ့ကျရင်နာမည်လေးတွေနဲ့ဟာပြန်ပြီးတော့ယူလာပြီးတော့ပေးရတယ်အဲ့လိုအဲ့လောက်ထိဖြစ်ခဲ့ပါတယ်2015 2018ပေါ့သပင်းနဲ့ချက်တိုင်းမှာတော်တော်လေးဟိုဆင်ပြေတာပေါ့နော်တော်တော်လေးလှုပ်လိုက်ရပါတယ်နည်းချက်တာကဒေါ်လာလေးပါလေးရှိတယ်ရှိတယ်သပင်းနဲ့ချက်တာဒီလိုအလုံးလေးပေါ့နှမျိုးချက်တယ်ကျိုးလုံးနဲ့ကျိုးပြနဲ့အဲ့ထဲမှာသပင်းကိုသွင်းပြီးတော့ချက်တယ် ပင်နဲ့ကြာတော့ဒီလိုလို့ပေါ့စပင်ကြာနှမျိုးရတယ်လေဒီလိုကျိုးလုံးရမယ်ဒီလိုကျိုးပြလေးရအဲ့ဒီအဲမှာမှာဦးလေးတို့ကစပင်ကိုထည့်ချစ်သွားတာအပုံစံအဲ့လေပေါ့အဲ့ဒီပုံစံမျိုးပေါ့အဲ့ချက်မြင်ရမှာပေါ့စပင်ကိုလည်းစပင်ကမမြင်ရတော့ဘူးဦးလေးတို့ကအထဲမှာထည့်လိုက်အထဲမှာထည့်ပြီးတော့ကျက်လိုက်ပေါ့အဲ့တော့တော့ပုံဦးလေးတို့အဲ့စပင်ချစ်တာကတော့အကြာကြီးတော့မဟုတ်ဘူးဦးလေးတို့တလားကြော်ကြော်လောက်ပေါ့တော်တော်လေးကို လုပ်လိုက်ရတာပေါ့နော်နောက်ပိုင်းကျတော့လေသူကပုံမှန်ပြန်ပြီးတော့ပုံမှန်ပြန်ဖြစ်သွားအမြင်တိုင်းတော့တောက်လျှောက်ကြီးတော့မရဘူးမရဘူးအဲခုလေးတော့တခွဲဟိုအဲ့တော့1500လောက်ပဲယူလာဆိုတော့တနေ့တော့ဦးလေးတို့ကျွန်တော်ဦးလေးထင်ရတော့တနေ့ကိုဝင်းတရာဘာများတာမလို့ဝင်းတရာလောက်ဝင်းကျင်လောက်ကြည့်ရမယ်လို့ထင်ဆိုတော့ကြာတယ်လက်ခါကြီးပဲ1500ပဲယူအဲ့တော့1500ပဲယူ တော့နေတဲ့ပုံမှန်လားလို့ပြောလို့ရပါဘူး။ဟုတ်တယ်။အခုကြာတော့ဦးလေးတို့ကသပင်းနဲ့လာချင်း2000ယူတယ်။2000ယူတယ်။ဟုတ်တယ်။အဲ့ဒီသပင်းနဲ့အပြင်ဟိုဦးလေးတို့ကရွှေနဲ့ကျစ်တာလည်းရှိတယ်။အခုနောက်ပိုင်းကြာတော့လေကြောက်တီတာတို့ပရီးတီတာတို့ပရင်ထိုးတာတို့တော့ဆွဲကြိုးထိုးတာတို့တော့မိဘရဲ့ထက်ဆယ်ပေါ့နော်။ဖေးရဲ့ပစိုးပေါ့။အဲ့ဒါတွေထိုးပေးတာတို့နောက်ဟို တပင်အခုလို့ပြောပါထိုးပေးတာအများကြီးပဲဥလိုအစုံလောက်ပါအဲအခုကတော့ဟိုကျိုးထိုးတာတော့ဥလေးလို့လည်းပြောပါရင်ကျိုးထိုးတယ်လို့တာပဲဟိုကဖြစ်တယ်ဒါဥလေးတို့ကြတော့လေအားလုံးပြည့်စုံတယ်လို့ဥလေးတို့ပြောလို့မရဘာလို့ဥလေးတို့လည်းအများကြီးလေ့လာရမှာဒီကျိုးထိုးနည်းတွေအများကြီးရှိတယ်ဥလေးတို့မသိတာတွေအများကြီးရှိတယ်အဲ့ဒါတွေဥလေးတို့သိအောင်တပြေးပြေးချင်းနဲ့ပဲဟိုပေါ်လောက်ယူရမှာပေါ့ လက်ရှိလုပ်ထားတဲ့လုပ်ငန်းတွေကြတော့ဒါဥလေးတို့ကိုကိုတိုင်ထိုးထားတဲ့အားတွေကြတော့ဒါဥလေးတို့အတွက်ကအများနဲ့ဒါလုပ်နေကြဆိုတော့လေဒါဥလေးတို့အတွက်ကတော့မခက်ခဲဘူးပေါ့တချို့မသိတဲ့ဥစ္စာတွေကြဥလေးတို့လည်းလေ့လာအများကြီးလေ့လာမယ်နေသားတွေရှိသေးတယ်ဒါအတတ်နိုင်ဆုံးတော့ဥလေးတို့စူးစမ်းပြီးလုပ်အောင်ပါပေါ့ဟုတ်တတ်နိုင်ဆုံးအခုကတော့ဟမ်းမိတ်ကဦးလေးတို့ပြောရရင်ဟမ်းမိတ်ကဒီဦးလေးတို့ဒီရန်ကုန်မှာကြတော့လေ ဟိုဥလေးတို့ပဲတွင်တွင်ကျယ်ကျယ်ပေါ့နော်ဥလေးပြင်သလောက်ကိုပြောတာပေါ့ရှိရင်လည်းရှိမှာပေါ့နော်ဒါပြောလို့မရအဓိကအစုံထိုးတာဥလေးတို့ကတော့အဓိကအမိတ်မှာဥလေးတို့ကအဓိကအစုံထိုးတာလေအစုံထိုးတော့ဟိုလာလောက်တဲ့လူတွေအကုန်လုံးကလူကြီးလူငယ်ပေါ့ဥလေးတို့ရှိမှာအကုန်လာတယ်လူကြီးလူငယ်အကုန်လာတယ်ဒါပေမဲ့သူတို့လူချင်းတဲ့ပုံစံဥလေးတို့ရအောင်လုပ်ပေးတယ်ဒါအားလုံးကတပုံစံနဲ့မဟုတ်ဘူးသူကဒီဒီဇိုင်းကြိုက်တယ်ဆိုဒီပုံစံလေးကိုဥလေးတို့လိုက်လုပ်ပေးရအဲကျန်တဲ့ လူကြတော့လဲဒီလိုပေါ့တချို့ကြတော့လဲဒီလိုခြေနဲ့ကြိုက်တဲ့လူလည်းရှိတယ်တို့လိုကိုးနဲ့ကြိုက်တဲ့လူလည်းရှိတယ်ပုံစံကတော့မတူဘူးပေါ့အဲ့ဒါအကုန်လုံးရအောင်တော့ဘူးလို့လိုက်ပြီးတော့အစီအပြေအောင်လုပ်ပြပါတယ်အားလုံးကလည်းစိတ်ဝင်စားမှုရှိဘူးဟုတ်ဘူးနိုင်ငံသားစိတ်ဝင်စားမှုလည်းများမယ်ထင်တယ်နော် foreign ဟုတ်ပါတယ်စိတ်ဝင်စားပါတယ်ဥရောပနိုင်ငံကလူတွေပို့ပြီးတော့စိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့တို့ကဥလေးတို့ဟိုစက်ကျစ်တာတို့ဘာလို့လဲဆိုင်ဥလေးကလက်နဲ့ထိုးတဲ့လူကိုပို့ပြီးတော့သူကသဘောကျတယ်ဘာလို့လဲလက်နဲ့ဆိုတာလောက်ဘွားတော်တာမလွယ်ဘူးလေ ်းလဲပေါ့နော်လွယ်ခတ်တာပေါ့အဲ့ဒါသူတို့ရှေ့မှာထိုးပြရင်သူတို့ကအဲ့ဒါဆိုရင်ဦးလေးတို့ရှေ့မှာအဲအဲ့လိုသူတို့ယူတယ်တခွန်းတခွန်းမဟုတ်20 25ခွန်းခွန်း20 30အဲ့လိုယူတာအဲ့လိုအားပြေးတယ်အားဒါကအရန်ကိုယူဟိုပေါ့နော်ကိုဘယ်လိုပြောမလဲဟိုကိုလုံးတဲ့ဟာလေးကိုတခြားလူတွေကတံပိုးထားတယ်ဆိုတော့ဦးလေးတို့ကလည်းဒါဝမ်းတာတော့ပေါ့ကျင်းတတ်တာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နိုင်ငံခြားပဲယူဝါဝါကိုပြည်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော် ဟိုကိုအားပေးကြတယ်ဟိုဆိုရင်ဒါဦးလေးတို့ကတော့ဒါကိုလောက်ရကျုံနဲ့တယ်လို့ပဲသဘောထားပါဟုတ်ဦးလေးတို့ကတော့ဒီ31လမ်းအပေါ်လမ်းပေါ့နော်ဟိုစင်ထွယ်နဲ့ပီဇာကုမ္ပဏီပေး31လမ်းထိမ့်ပါဒါနေ့တိုင်းရှိပါတယ်ဟုတ်အဟောကျေးဇူးပါ